ွှေဟင်းတော်ပဲလို့ဆုံးနေပြီရိုးရာအမကုံနဲ့ခမီးမြေလို့ကိုပေါင်းဆက်ကမုံလူမျိုးတို့၏ရင်းကျင်းမှုသင်္ကေတကိုအတိုင်းနဲ့တမုံးဖြင့်ပုံပြဥစဉ်ထားခြင်းဖြစ်ပါလေရှင်မော်နရဲ့ယဉ်ကျေးမှုသင်္ကေတဖြစ်တယ်ဒါဟင်းတာကိုပေါ့နော်ထီးဟင်းတာကိုဟိုဖန်တီးထားပါတယ်ဒီထီးရဆိုရင်ထီးရဒီလက်ဝတ်တန်ဆိုင်အကုန်လုံးဒါရွှေဖူးနွယ်နဲ့လောက်ထားတာပေါ့နော်ညီမဝတ်စားတဲ့ဒါဝတ်စုံတစ်စုံလုံးကလည်းဒါ ခရစ်စတယ်အပြည့်နဲ့ပေါ့အော်ထေးရဆိုရင်တပိတ်တာကြော်ကြောက်တော့ရှိမယ်ရှင်အော်ဟုတ်တယ်ရှင်ထေးတသက်ကိုပေါ့နော်တပိတ်တာကြော်ကြောက်ရှိတယ်ရှင်မွန်ပြည်နယ်ရဲ့ပထမဆုံးရတဲ့ The Bad National Costume ပေါ့ကိုကိုလည်းဟိုကုံယူတယ်ဒါကိုယ့်ရဲ့မွန်လူမျိုးတွေအတွက်လည်းကုံယူတယ်ရှင်ဘာလို့ဆိုတော့ဒါကမွန်နေရဲ့တင်ကေတာဖြစ်တယ်ဒါသီးပေါ့နော်သီးကလည်းဟင်းတာဆိုတော့ တော့ဒါအတိုင်းမသိပေါ့နော်ပြောမပြတတ်အောင်ကိုဝမ်းတာတယ်ဘောဘမှာဒီလောက်ဒါဘယ်လိုပြောမလဲဒီလောက်ပြောဘူးဒါဒါပထမဆုံးပဲ ဟုတ်ကဲ့ပါဒါညီမရဲ့ဒီအင်ဂျီဆိုရင်ဒါဝတ်ဆောင်ဆိုရင်ပေါ့နော် Andimon Traditional Wear ကမမိုးစပယ်လိုင်းကပန်တီထုတ်လုပ်ထားပါတယ်ရှင်ညီမရဲ့ဒါဝတ်ဆောင်ကဆိုရင်အဲဘယ်လိုပြောမလဲမော်နီရဲ့ယဉ်ကျေးမှုတင်ကြေးတာဖြစ်တယ်ဒါဟင်းတာကိုပေါ့နော်သီးဟင်းတာကိုဟိုပန်တီထားပါတယ်ဒီသီးရဆိုရင်သီးရဒီလက်ဝတ်တန်းစာအကုန်လုံးဒါရွှေဖူးနွယ်နဲ့လုပ်ထားတာပေါ့နော်ညီမဝတ်ထားတဲ့ဒါဝတ်ဆောင်တစ်စုံလုံးကလည်းဒါ Crystal အပြည့်နဲ့ပေါ့ အော်ထီရဆိုရင်တပိတ်တာကြော်ကြော်လောက်တော့ရှိမယ်ရှင့်။အော်ဟုတ်တယ်ရှင့်ထီတသက်ကိုပေါ့နော်တပိတ်တာကြော်ကြော်ရှိတယ်ရှင့်။တလားကြော်ကြော်လောက်ပေါ့ဒါဘယ်ပြောမလဲ။ဟိုဒါစီတီပွဲပြီးွားကလေးပေါ့ဒါမှကဒါညီမလေး dress ဆိုပြီးတော့ဒါဘယ်လိုပြောမလဲ national caution အတွက်ဆိုပြီးချုပ်ပေးခြင်းတယ်ပေါ့နော်။အဲ့ကလေးက तू ကနေရောညရောမှသူ့ရဲ့ idea နဲ့ဒါဖန်တီးထားတာပေါ့ လို့လေဆိုတော့ဒါစင်ပေါ်မတက်ခင်ကလေးကစင်အောက်မှာလေ့ကြည့်ထားတာပေါ့နော်လေ့ကြည့်တိုင်းလဲယိုင်တယ်ဘလို့ပဲတော်တော်ယိုင်တယ်အင်ဂျီကလည်းတော်တော်လေးတယ်ထီကလည်းတပိတ်တာကြော်ကြော်လောက်လေးတယ်ဆိုတော့ဘလို့ပဲတော်တော်ယိုင်တာပဲဒါပေမဲ့လေစင်ပေါ်တက်တဲ့အချိန်မှာယိုင်လို့မရဘူးဘလို့မှယိုင်လို့မရဘူးအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ပဲဒါရှောက်တယ်ပေါ့နော်ယိုင်လဲမယိုင်ခဲ့ဘူးအကောင်းဆုံးလဲလုံနိုင်ခဲ့တယ်ရှင်ဟုတ်ကဲ့ပါဘယ်နဲ့ရက်လောက်ပေါ်တာလေ့ကျင့်ခဲ့ လင်းကြီးခဲတဲ့အချိန်ကတော့တိတ်မရှိဘူးရှင်ဒါအင်းကြီးကလည်းဟိုပြောမယ်ဒီရန်ကုန်မှာဆိုရင်တော့၃ရက်လောက်ပဲလင်းကြီးဖြစ်တယ်ရှင်ဟုတ်ကဲ့ဒါကတော့အင်းကြီးကိုစတွေ့လိုက်တဲ့အချိန်မှာဆိုရင်ငါရနိုင်မလားမသိဘူးပေါ့အစိမ့်ကအဲ့လိုမျိုးဒါမဲ့လေဒီပြိုင်ပွဲရောက်တော့ပြိုင်ပွဲဝင်တဲ့ကောင်လုံးကလည်းဒါအကုန်လုံးလှကြတာခါကြတော့ ရမရပါမလားပေါ့ဒါပေမဲ့လည်းရခဲ့တယ်ဒါမွန်ပြည်နယ်ရဲ့ပထမဆုံးရတဲ့ The Bad National Costume ပေါ့ကိုကိုလည်းဟိုကုံယူတယ်ဒါကိုရဲ့မွန်လူမျိုးတွေအတွက်လည်းကုံယူတယ်ရှင်ဘာလို့ဆိုတော့ဒါကမွန်နေရဲ့သင်္ကေတဖြစ်တယ်ဒါ ठी ပေါ့နော် ठी ရလည်းဟင်းတာဆိုတော့အဲ့လိုမျိုးတော့မရှိဘူးမှာဒါဘယ်လိုပြောမလဲပြိုင်ပဲဆိုတာတော့တခါမှတော့အဲ့လိုမျိုးတော့မတွေးဘူးပေါ့နော်ဒါဟိုတိုင်းဘသူပဲရရပေါ့ ဝမ်းသာတယ်ဒါပေမဲ့ကိုရရင်တော့ပိုတော့ဝမ်းသာတာပေါ့နော်ဟုတ်ကဲ့ပါအကုန်လုံးနှီးပါတော့ကြိုက်တယ်အဲ့တော့အကုန်လုံးကလည်းလှတဲ့ခါကြတော့လေอืมဘာလေးလောက်ဝမ်းလဲဆိုတော့ညီမဟိုရာပြပမယ်ညီမဒီဆရာသမားတွေအကုန်လုံးကတော့မယ်နောက်ပြီးတော့ညီမအလှူဒန်းတွေလုပ်မယ်ညီမမိဘကိုလည်း တနိုင်တလောက်ပေါ့နော်ထောက်ပတ်ပေးသွားမှာပေါ့ဆိုတော့အဖေတို့အမေတို့လည်းဒါမနှဲကုန်နေပြီ။အမ်ဘာသာမအောင်ပြင်းမြင်တာတော့ဒါညီမရဲ့ဆရာတွေရှိမယ်အမေတို့ရှိမယ်ဖေတို့ရှိမယ်အစီအလာကြည့်နေတဲ့ခါကျတော့မြင်နေရတယ်လေသူတို့ကပဲတောက်လျှောက်ကြည့်နေတာညီမရဲ့ဒါ City Director တွေရောဆရာတွေရောတောက်လျှောက်ကြည့်နေတဲ့ခါမှာသူတို့ဆုအော်လိုက်တဲ့ခါမှာကိုကအရင်မပြောရပဲနဲ့ကိုရဲ့ဒါ City Director တွေဆရာတွေကိုရဲ့မိဘတွေကအေးအဲ့လိုမျိုးနေ ူတို့ဘယ်လိုမလဲကိုနဲ့ထက်သူသူတို့လည်းပျော်ရတာပေါ့နော်ဒီဒီလိုပဲပေါ့အကောင်းဆုံးဖြစ်အောင်တော့ဒီ final မဟုတ်ဘူးအမြဲလေးစူးစမ်းနေပါတယ်ဒါ final အတွက်တော့ပို့လို့တာပို့ပြီးတော့စူးစမ်းသွားမှာပေါ့ရှင်ဟုတ်ကဲ့ပါโอเคပါညီမရဲ့လိုအပ်ချက်တွေကိုလည်းထောက်ပြပေးပါအောင်ဒီထက်မကလည်းအများကြီးစူးစမ်းသွားမှာမင်းရှင်ဒီထက်မကလည်းအများကြီးအားပေးသွားပါအောင်တန်းကွေစမြီဟုတ်တယ်အောင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်